မင်္ဂလာပါရှင်ပကန်နူးရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါစကိုင်းနိုင်ဝက်လက်မြို့နယ်ပုံနာချေရွာမှာစစ်ကြောင်းထိုးမိရှုနေတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က35ဦးသေဆုံးခဲ့တယ်လို့ပြည်သူ့အစီအကံတော်လိုင်းတပ်ဖွဲ့ကထုတ်ပြန်ပါတယ်စစ်တပ်ဘက်ကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကြောင်းပြက်ကစိုင်းနိုင်ခွေစကန်ကို ပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့မှာဆိုင်နိုင်ခွေကထွက်လာတဲ့ဗိုလ်ကြီးစန်းညွန့်ထွန်းကြီး63995ဦးစီတမ33လောက်ခန်းခမရ17ခလာရ42ပြူပူပေါင်းအင်အား120ခန်းရှိတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်ဒီတိုက်ပွဲမှာရဲဘော်3ဦးမစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်ဘက်ကလည်းလက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်စစ်တပ်စစ်ကြောင်းကိုရွှေဘိုခရိုင်တပ်ရင်းတွေ ွက်လက်မြွနဲ့ပါကဖာဟန်လင်းတိုက်နဲ့ပါကဖာအမှတ်နဲ့ရွှေဘိုခရိုင်ဒရုန်းအဖွဲ့ဝက်လက်မြွနဲ့ပါကဖာဒရုန်းအဖွဲ့နဲ့ဒေသခံပါကဖာတွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။စကိုင်းနိုင်ခင်ဦးမြွနဲ့အနောက်မြောက်ဘက်ခြမ်းကမုံလဆန်ပြကျွော်ကိုစစ်တပ်ကဆက်လက်ဖျက်ဆီးနေတယ်လို့ခင်ဦးမြွနဲ့တရင်မှန်ပြန်ကြားရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်သားတွေဟာမုံလရွာမှာတပတ်ခန့်တက်ဆွဲနေပြီးကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးကကြက်ဝက်နှွားတွေကိုခိုးယူတက်ဖြတ်ဆားတောက်ပြီးဒဏ်ရာရစစ်သားတွေကို ကုသပေးနေတယ်လို့သိရပါဗျ။ဒီနေ့နိုဝင်ဘာလ26ရက်နေ့မှာလဲကန့်မလူမျိုးနဲ့ဝတဝလောက်ခံပြူစောထီတွေနဲ့စစ်တပ်အင်အား200ခန့်ဟာမုံလဆန်ကြကျေးရအတွင်းကနေအိမ်တွေကိုဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါဗျ။စစ်တပ်စစ်ကြောင်းတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နိုင်တာကြောင့်တတိထားနေထိုင်ကြဖို့ ခင်ဦးမြို့နယ်တည်မှတ်ပြန်ကြားရေးဖွဲ့ကထုတ်ပြန်ထားပါတယ်။ခင်ဦးမြို့နယ်မှာနိုဝင်ဘာလ17ရက်နေ့ကစပြီးစစ်တပ်ကအင်အား300ဝန်းကျင်နဲ့ကံဘလူဘက်ကနေစစ်ကြောင်းထိုးနေတာကြောင့်ကြေးဝါပေါင်း20ကျော်ကဒေသခံတောင်းကနဲ့ခန့်စစ်ပေးရှောင်နေရပါတယ်။ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်းနဲ့ကံဘလူမြို့နယ်အနောက်တောင်ခြမ်းမှာပြည်သူတွေစစ်ပေးရှောင်နေရတာ16ရက်ရှိလာပြီဖြစ်တာကြောင့်ရာသီဥတုတန်စောက်ဝနေရေးနဲ့အခြားအခက်အခဲတွေကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ ။စကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ဆိုင်ကယ်တပိတ်ကျင်းပခဲ့တယ်လို့ဆက်လင်းကြီးမြို့နယ်တပိတ်စစ်ကြောင်းကထုတ်ပြန်ပါတယ်။ဆက်လင်းကြီးမြို့နယ်တပိတ်စစ်ကြောင်းဟာနိုဝင်ဘာလ24ရက်နေ့မှာမကွေးတိုင်းကျေးရွာ6ရွာနဲ့စကိုင်းတိုင်းကျေးရွာ4ရွာမှာဆိုင်ကယ်အစီး40ကျော်နဲ့ခြစ်တက်တပိတ်မှောက်ခဲ့ကြတယ်လို့သိရပါတယ်။စစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲကိုစန့်ကျင်ကြောင်းလှုပ်ရှားခဲ့ကြပြီးလူမှုကိုအသိပညာပြေဟောပြောမှုတွေပြုလုပ်ခဲ့တယ်လို့တပိတ်စစ်ကြောင်းကထုတ်ပြန်ပါတယ်။ စစ်ကြောင်းကိုမန္တလေးမြို့မဟာအမြေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကလည်းပူပေါင်းဝင်ရံခဲ့တယ်လို့ဆိုပါတယ်။စစ်အုပ်စုဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစပြီးသူတို့ရဲ့စိုးညင်ရုံမာမှုတွေအပြစ်တွေကိုခွာချဖို့အတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးစားနေတာဖြစ်တယ်လို့တပိတ်စစ်ကြောင်းအဖွဲ့ဝင်တွေကပြောပါတယ်။ပကံနေရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။